အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာကျွန်တော်မျှဝေပေးချင်တာကတော့ကျွန်တော်တို့ရဲ့ Facebook account ကိုပေါ့နော်တခြားတစ်ယောက်ကယူသုံးနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကနေပြီးတော့မှ log out လုပ်တဲ့နည်းလေးနှစ်မျိုးနဲ့သူကအဲ့လိုမျိုးပေါ့နော်ဘယ်အချိန်ဘယ်အခါယူသုံးတယ်ပြည့်ကြတော့ကျွန်တော်တို့ဘယ်နှလိုက်ရထွက်သွားတယ်ဘယ်နှလိုက်မှဝင်တယ်လရက်ပေါ့နော်အားလုံးကိုကျွန်တော်တို့ကြည့်လို့ရတဲ့နည်းလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာမျှဝေပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ရဲ့ဒီညောင်းလေးတုံးညောင်းနှိပ်လိုက်မျိုးပေါ့နော်နှိပ်ပြီးတော့မှ setting နဲ့ဝင်မယ် ဝင်ပြီးရင်ကျွန်တော်တို့ပေါ်ဆွဲတင်နိုင်မယ်ပေါ်လားလေးဆွဲတင်နိုင်မယ်ဆွဲတင်ပြီးတော့မှကျွန်တော်တို့ဒီမှာပေါ့နော်အတိပိလောက်စနေရလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးဆိုရင်ကျွန်တော်တို့ပေါ်လားလေးကိုလည်းဆွဲတင်နိုင်မယ်ဆွဲတင်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော် security and login information ထရနေရာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်။နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ where you are login ထရနေရာလေးကိုကျွန်တော်တစ်ချက်ထပ်နေလိုက်မယ်။ โอเคနေပြီဆိုလို့ရှိရင်တော့ဒီမှာဒီမှာရှိတယ်ပေါ့နော်ဒီမှာကောက်တယ်ရှိဒါကတော့ကျွန်တော်ကောက်တယ်ဘယ်သူမှယူသုံးတာမရှိတဲ့အတွက်ဘယ်လိုမျိုးပေါ်နေတာဖြစ်တယ်ပေါ့နော်တခါလို့တကယ်လို့ကျွန်တော်တို့ကောက်တယ်ကိုယူသုံးတာရှိရတယ်ဆိုလို့ရှိရင် DB ရအစလေးသုံးသက်ကိုနှိမ့်မယ်နှိမ့်ပြီးတော့မှကျွန်တော်တို့ဒီမှာပေါ့နော်မျှလေးပြတ်လာတဲ့ ်လော့အောက်ဆိုတဲ့နေရာလေးကိုနှိမ့်လိုက်တာနဲ့အဲတခြားလူကပေါ့နော်ဝင်ထားတဲ့ကျွန်တော်တို့ကထွက်သွားမှာဖြစ်တယ်ပေါ့နော်တကယ်လို့ထွက်သွားရဆိုလို့ရှိရင်ကျွန်တော်တို့က password ကိုပြောင်းလိုက်မယ်ပြောင်းလိုက်လို့ဆိုလို့ရှိရင်သူထပ်ဝင်လို့မရတော့ဘူးပေါ့နော် okay ဒါကတော့တနည်းနောက်ထပ်တနည်းကိုကျွန်တော်ထပ်ပြပေးမယ်မလေးပေါ့အရင်တော့ပဲဒီမှာဆက်တင်နေပုံဝင်မယ်ဝင်ပြီးရင်စီမိုးရင်ကောက်စင်တာကိုကျွန်တော်ထပ်ဝင်မယ်ပြီးရင် သက်စွက် and saturation ဆိုတဲ့နေရာလေးကိုထပ်ဝင်မယ်။ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ while you are log in ဆိုတဲ့နေရာလေးကိုတော့ထပ်ဝင်လိုက်မယ်။ Okay ။ဝင်ပြီဆိုလို့ရှိရင်တော့ဒီပေါ်ပါပေါ့နော်။ Oppo A5 ဟာဆိုတဲ့နေရာလေးကိုကျွန်တော်ဝင်လိုက်မယ်။ကျွန်တော်တို့ပြီးပြီဆိုလို့ရှိရင်တော့ဒီအောက်ကပေါ့နော်စချက် divide to log off ဆိုတဲ့နေရာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်။နှိပ်ပြီးတော့မှဒီ equal လေးကိုနှိပ်ပြီးတော့မှပေါ့နော်။ကိုကဖတ်ချင်တဲ့ဖုန်းလေးကိုပေါ့နော် နှိပ်အကုန်လုံးလိုက်နှိပ်ပြီးတော့မှဒီ log out တဲ့နေရာလေးကိုကျွန်တော်တို့ထုတ်ပုံလုံးမှာလွတ်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook ကိုပေါ့နော်တခြားသူကသူ့ဖုန်းနဲ့ယူသုံးနေတာပေါ့နော်ထွက်သွားမှာဖြစ်တယ်ပေါ့နော်ဘယ်လိုသူကလည်းထွက်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က Facebook password ကိုပြောင်းလိုက်မယ်ပြောင်းလိုက်တယ်ဆိုလို့ရှိရင်သူ log out ယူသုံးလို့မရတော့ဘူးပေါ့နော်ဒီလိုလေးမှာတော့ကျွန်တော်တို့ကိုယ့်ရဲ့အကောင့်ကိုပေါ့နော်တခြားသူကယူသုံးနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့လိုမျိုးသူယူသုံးလို့မရအောင်ပေါ့နော်လုပ်တဲ့နေလေးကိုမျှော်ပေးတာဖြစ်ပါတယ် โอเคအားလုံးနဲ့အဆင်ပြေကြပါတယ်ခင်ဗျာအားလုံးကိုလည်းကျေးဇူးတင်ပါတယ်